နွေရာလီကျောင်းပည့်ရမှာကျွန်တော်တို့တင်ငင်ကြီးတစ်ဖွဲ့အကိုရီမရီနဲ့ခရီးတို့လေးထွက်ဖို့စီစဉ်ကြရင်တင်ငင်ကြီးတွေများတော့သွားကြမဲ့နေရာတွေရွေးကြတာများနေကြတယ်အဲ့လိုနဲ့ခရီးမပန်းမဲ့သွားရတာလည်းမဝေးအောင်နေရာလေးကျပြီးရေကူးကန်လည်းရှိရဲ့ဟိုတယ်တစ်ခုကိုရွေးလိုက်ကြတယ်ဟိုတယ်ကမျိုးပြင်းတော့နေကြတယ်ဗျဟိုတယ်ပတ်ဝန်းကျင်မှာအိမ်လေး၄၅အိမ်ပဲတွေ့တယ်အခြေကတော့တော်တော်ကျတယ်ရေကူးကန်နှကန်နဲ့ဟိုတယ်ခန်းမရဲ့ ဘန်ဂလိုလေးတွေလည်းအများကြီးရှိတယ်။နေ့လည်းပဲကတော့ရေလံကူးကြတဲ့လူတွေရှိတော့ဟိုတယ်ကစီကားနေတာဗျ။ကျွန်တော်တို့အဖွဲ့လည်းတောင်းကျမ်းနေကြတာပေါ့။ခြေတွေအဝကူးနေကြတာ။ပျော်ပျော်ပါးပါးနဲ့နေရာဒီចောင်းပည့်ရဆိုတော့ပေါ်ပါလန်းဆန်းနေကြတာပေါ့ဗျာ။ကျွန်တော်တို့အဖွဲ့ကလူကျော်အများတယ်ဗျ။လူက12ယောက်ရှိရယ်။ဟိုတယ်ဆောက်ရောက်တုန်းကအခန်းကတော့အခြေဆုံးအခန်းက9ယောက်ခန်းပဲရှိတာလေဗျ။အဲ့ဒါနဲ့9ယောက်ခန်းနှခန်းနဲ့ နှစ်ယောက်ခန့်တခန့်ယူလိုက်တယ်ရေကြိုက်ကူပြီးတော့ဘိုက်တွေဆာလာကြတာနဲ့ရေဆက်မကူတော့ပဲရေချိုးပြီးဟိုတယ်မှာရှိတဲ့အစားအစာလေးတွေမှာစားကြတယ်ညရောက်တော့နှစ်ယောက်ခန့်မှာအတူပါလာတဲ့ကျွန်တော်အကူနဲ့ကျွန်တော်အတူအိတ်လိုက်တယ်တငယ်ချင်းတွေနဲ့အိတ်လို့မရဘူးပေါ့ဗျာလူတွေကကွက်တိဖြစ်နေတော့ကျွန်တော်အကူနဲ့ပဲအတူအိတ်လိုက်တယ်ကျွန်တော်တို့ကနှစ်ညရေခီးထွက်လာတာဗျပထမတညတော့အသက်ကုန်တွေတောင်းကျမ်းထားကြတော့ အိမ်မောတွေကြောက်ကုန်ကြတာဗျကျွန်တော်အကိုကလည်းမူးနေတော့အိတ်ဒါတိုးနေတာပဲကျွန်တော်ကရုတ်တရက်လက်နိုးလာတာဗျဆက်စချင်းရဲ့ဆိုတော့နေရအပြောင်းလဲကြောက်ထင်းနေကျွန်တော်အချင်းကအဲ့လိုအိတ်ရအပြောင်းလဲဆိုမအိတ်တက်ဘူးဗျနေ့လေတုန်းကရေတွေကူပြီးပင်မနှားလို့သာအိတ်ပြော်သွားတာဒါပေမဲ့လန်နိုးလာတာပဲလန်နိုးတော့ခဏမျက်စိကြောင်နေတာပေါ့အဲ့ဒါနဲ့အကိုကိုလမ်းကြည့်လိုက်တော့အိတ်ကောင်းပြီးဟောက်နေတာဗျအဲ့အချိန်မှာဘရန်ဒါက ဆက်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 နဲ့လမ်းကြောင်ကြားတာဗျကျွန်တော်လဲနိုင်လမ်းကြီးလိုက်တော့အချိန်က7ကြုံနေပြီကျွန်တော်လဲကြောက်တတ်တော့တခြားမစင်သာဘူးဟိုတယ်ဝန်ထမ်းတွေမအိပ်သေးလို့နေမှာပါလို့ပဲတွေးလိုက်ပြီးစောင့်ချုံပြီးသာပြန်အိပ်လိုက်တယ်ဒါပေမဲ့စိတ်ထဲမှာတော့မတင်မကြဖြစ်နေတာမတင်ငါရှိတော့မနဲ့ရောက်တော့ဘီကန်ကတငယ်ချင်းတွေမေးကြည့်တော့လေသူတို့ကအိပ်ပျော်နေတော့ဘာမှတန်ခါမကြောက်ဘူးတဲ့ဗျကျွန်တော်လဲအားမရသေးဘူးမနေ့စာစားရင်ဟိုတယ်ဝန်ထမ်းတွေအလုပ်ပဲချိန်ထိလဲမေးတော့ ဆယ်ခွဲလောက်ဆိုတိမ့်ပြီတဲ့တခါတလေဧည့်သည်တွေဖုံဆက်ရင်တော့သွားရတာတွေရှိရလို့တော့ပြောတာပဲအဲကြမှာရင်ထဲကအလုံးကြီးကျသွားရောဗျကျွန်တော်တို့မနေ့ကစားပြီးတော့ထုံးစံအတိုင်းဟိုတယ်ခြံထဲမှာဝိုင်းဖွဲ့ကြရေကူးကြတာပေါ့နေ့လည်စာစားပြီးခဏနားကြတယ်နေ့လည်ဆိုရင်တော့ရေကူးရမှာရေလာကူးကြတဲ့လူတွေများတယ်ဗျဒါပေမဲ့ညဘက်ကျရင်တော့တဲတဲ့လူမရှိဘူးဗျရေကူးပြီးပြန်ကြတာကျွန်တော်တို့အဖွဲ့နဲ့ တဲတဲ့လူတစ်ခဲနှစ်ခဲမရှိတာညဘက်ဆိုရင်တော့ခြောက်ကက်နေတာဗျကျွန်တော်တို့အဖွဲပဲစူညံနေတာပေါ့ဗျာကျွန်တော်တို့ရေကူးတာနာရေမိုးချိုးပြီးညနေသာစားကြတာပေါ့ကျွန်တော်အကူကအဲ့ညက်နေမှာအမဲသားစားကျင်လို့ဆိုပြီးတကူးတကောက်ကိုအပြင်မှာတောက်ဝဲစားတာကျွန်တော်တို့တော့အင်ပြန်ရောက်မှစားလဲရတာကိုကိုကြီးကအပင်မန်းခံပြီးတောက်ဝဲစားရတယ်လို့တောင်ပြောလိုက်သေးတယ်သူထမင်းစားတော့က အမဲသားမကုံလို့ညဘက်အခန်းထဲထိပါယူပြီးအကျင့်နဲ့ပါမြည်သေးတာဆရာသမားကအကိုဆိုတော့တားလဲမရဘူးလှုပ်ချင်တာတွေရှောက်လို့တာဒုတိယညတော့ကျွန်တော်တို့အဖွဲ့တော်တော်နဲ့မအိတ်ကြဘူးဗျညဆက်တကျော်လောက်မှအိတ်ဖြစ်ကြတယ်ကျွန်တော်အကိုကတော့မူးနေတော့အခန်းထဲပြန်ရောက်တာနဲ့ထုံးစံအတိုင်းတချိုးလဲအိတ်တာအဖော်လဲမရပါဘူးဗျကျွန်တော်ကဘာမှမတောက်ထားတော့ချက်ချင်းအိတ်မပြောဘူးဗျ မျက်စိကြောင်နေပြန်ရောနှလုံးမိပ်ပြီးစူးစားအိပ်ပင်မဲ့အိပ်မပျော်ဘူးခဏနေတော့ဂရင်ချင်းနာကခုံကလှုပ်သွားတာဗျကျွန်တော်လဲလန့်ပြီးဟာဘာလဲဖို့ဆိုပြီးလှမ်းကြည့်တော့ဘာမှမရှိဘူးကျွန်တော်လဲစဉ်းစားနေရပြီကြောင်လဲမတွေ့ဘူးဘာလဲလို့စဉ်းစားပြီးကျွန်တော်မျက်စိပြန်မိထားတော့ခုံကတက်လို့ပြန်ရောဟာဒါတီးကြပြီတဲရဲ၆နေပြီဆိုတာကျွန်တော်အကူက အခန်းထဲအထိအမဲသားယူလာစားလို့နေမဲဆိုပြီးတွေ့ရင်ဂရင်ချင်းကြီးပဲလှမ်းကြည့်တော့ဇရင်ဖားလျောက်နဲ့တယင်းမကြီးကခုံမငုတ်တုတ်ကြီးထားနေတာဗျာအဲ့ဒါနဲ့ကျွန်တော်ဘီမအိတ်နေတဲ့အကူအတကုံကုတ်ဆွဲလှုပ်လို့တော့ကျွန်တော်ကိုနိုးလာပြီးသူ့ကိုပြတဲ့အထိတယင်းမကမိမ့်မဲကြီးကိုထားနေတာဗျာကျွန်တော်တော့ခြွေးစည်းတွေပြန်ပြီးဘာလို့ရမလဲမသိပဲဖြစ်နေတော့ကျွန်တော်အကူကလမ်းဖြန့်ပြီးမေးလဲသွားတာဗျာ တော်တော်အားကိုးရတယ်။အဲ့ဒါနဲ့ကျွန်တော်လည်းဘလို့မှမတောက်ထားနိုင်တော့ဘူး။ညာဆက်နှစ်ကျော်အချင်းကြီးအတကုံအော်ပြီးဟိုတယ်တကားဖွင့်ပြီးကျွန်တော်တငယ်ချင်းအခန်းကြီးအမြန်ထွက်ပြေးရတာဗျာ။တကားတွေအတကုံခောက်အော်တယ်လဲကြတော့အမြန်ထွက်လာကြတယ်။ဘာဖြစ်လဲမီးတော့အကျိုးအကြောင်းပြောပြပြီးအုပ်စုလိုက်အခန်းကြီးအမြန်ပြန်ပြီးအကိုကိုတွားဆွဲခေါ်ခဲ့ရတယ်။ဟိုတယ်ကတာဝန်ရှိရဲ့ဝန်ထမ်းတွေကိုပြောပြတော့သူတို့ဖုံးပြကြတယ်ဗျာ။ ျွန်တော်အမြင်မှားလာပါတယ်ဆိုပြီးအပြစ်တင်တာပေါ့ဗျာကျွန်တော်လည်းပြဿနာမချချင်တာနဲ့ရှော်ပေးလိုက်တယ်အဲ့အခန်းမှာတော့ပြန်မအိပ်ရတော့ဘူးကျွန်တော်အကိုတော့ရေနဲ့ပက်ပြီးမနေတတိပြန်ရအောင်လှုပ်လိုက်ရတယ်မနဲ့မိုးလင်းတာနဲ့ကျွန်တော်တို့စောစောဟိုတယ်ကနေထွက်ခဲ့လိုက်ကြတယ်ကျွန်တော်အိမ်ရောက်တော့ဟိုတယ်အကြောင်းနည်းနည်းစုံစမ်းကြည့်လိုက်တာတယောက်တင်ထားတာတွေ့တာသူတို့လည်းကျွန်တော်တို့လိုပဲအချောက်ခံခဲ့ရတာတဲ့သူတို့ကြတော့ ်ခေါင်းပြက်သေးတယ်ဗျဒါကြောင့်မို့ခยีဝေးပဲတော်တော်ခยีတူပဲတော်တော်တခါမှမတဲဘူးတဲ့ဟိုတယ်တွေဆိုကြိုပြီးဟိုတယ်အကြောင်းစုံလဲမှာလို့ပဲပြောချင်ပါတယ်အဆုံးလိနားစင်ပြီလို့ကျေးဇူးတင်ပါတယ်ခင်ဗျဒီလိုစိတ်ဝင်စားစားကောင်းတဲ့ horror story လေးတွေနဲ့ PMN ထူးခြားတဲ့ story လေးတွေကိုနားထောင်နေနေဆိုရင်တော့ subscribe လုပ်ပြီးခေါင်းလေးနှိပ်သွားပြီးပါအောင်ခင်ဗျ